အမေရိကန်နိုင်ငံမှာအစိုးရကိုစန့်ကျင်ဆန္ဒပြမှုတွေနိုင်ငံနဲ့ဖြစ်ပွားနေစမှာပဲဂျွန်လာဆက်လျက်ကသမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန်စစ်တပ်ထူထောင်တဲ့နေပေါင်း250ပြည့်နေပယ်လေပြည့်ဝါရှင်တန်မြို့တော်မှာစေးပြအခမ်းအနားပြုလုပ်ခဲ့ကြောင်း CNN ကဖော်ပြခဲ့ပါတယ်။စေးပြအခမ်းအနားပြုလုပ်တဲ့နေ့ဟာထရန့်အသက်89နှစ်ပြည့်မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပါတယ်။စေးပြအခမ်းအနားပြုလုပ်ပြီးနယူးယောက်ဖီလာဒဲဗီယာဟော့စတန်နဲ့အတ္တလာမြို့တွေပါဝင်အမေရိကန်မြို့တွေမှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးထရန့်ဟာအာနာရှင်လိုပြုဝင်နေကြောင်းဆန္ဒပြသူတွေကပြောကြားခဲ့ပါတယ်။ထို့နောက်ဆော့ဘန်ကလည်းမင်နီဆိုတာပြည်နယ်မှာတရက်သမားတို့ဟာဒီမိုကရက်တစ်လွတ်တော်အမတ်တို့ကိုလှုပ်ကြံတက်ပြတ်ခဲ့ပြီးအခြားတို့တရား ရရှိခဲ့ပါတယ်။ဒါပေမဲ့တရက်သမားလွံ့မြောက်နေစေဖြစ်ပါတယ်။အခုပြုလုပ်တဲ့ဈေးပြအခမ်းအနားအတွက်ဒေါ်လာ45တန်းကုန်ကြခဲ့ကြောင်းအမေရိကန်စစ်တပ်ကပြောကြားခဲ့ပြီးဒီဈေးပြအခမ်းအနားကိုမျိုးချေပုံကိုယ်2.5000ကျော်တက်ရောက်ခဲ့လို့အင်ဗျူတော်ကထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာပေါ်ကအခြားနိုင်ငံတွေကသူတို့ရဲ့အောင်ပွဲတွေအတွက်ဈေးပြအခမ်းအနားတွေပြုလုပ်ကြပါတယ်။ဒီချိန်ကတော့အမေရိကန်ကဈေးပြအခမ်းအနားပြုလုပ်ရမယ့်အချိန်ဖြစ်ပါတယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ထရန့်ကသူ့ရဲ့ပထမတက်တန်းကလေးကကြီးကြပ်ခမ်းအနားနဲ့ဈေးပြအခမ်းအနားပြုလုပ်လို့ကြောင်းပြောကြားခဲ့ပြီးဒီလိုဈေးပြအခမ်းအနားတွေကရုရှားနဲ့မြောက်ကိုရီးယားတို့မှနှစ်စဉ်ပြုလုပ်လေရှိပါတယ်။အမေရိကန်မှာနောက်ဆုံးချိန်ဈေးပြအခမ်းအနားကို1962ခုနှစ် ပင်လယ်ကွက်ဆေးပွဲပြီးမှပြုလုပ်ခဲ့တာဖြစ်ပြီးအခုဆေးပြအခမ်းအနားနေပေါင်း30ကျော်တွင်ပထမဆုံးချိန်ဆေးပြအခမ်းအနားဖြစ်ပါတယ်ထရန်ကပြည်တွင်းနဲ့နိုင်ငံဆင်းမြဲထံမှာသူ့ရဲ့ဩဇာအာဏာကိုအခိုင်အမာတည်ဆောက်နေခြင်းဒီလိုဆေးပြအခမ်းအနားပြုလုပ်ပြီးအင်အားပြခဲ့ခြင်းဖြစ်တယ်လို့ကြွမ်းကျင်သူတွေကတုံ့တက်ခဲ့ကြပါတယ်